မင်္ဂလာပါရှင်ရောင်ကတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်အစီအစဉ်မှုကျွလွန်မှုတွေအတွက်ပြစ်ဒဏ်ကိလောက်ခွဲရရှိနေမှုသောသက်တောင်းဆိုလိုက်ပြီး ICC တရားရုံးကမြောက်လိုက်ပေါ်ဗမ်ရန်ထော်ရေးနှောင်းနှင်းနေမှုကိုမေးခွန်းတော့မြန်မာစစ်တပ်အစီအစဉ်မှုကျွလွန်မှုတွေအတွက်ပြစ်ဒဏ်ကိလောက်ခွဲရရှိနေမှုအဆောင်တိုင်းရပ်ဘက်ဖွဲ့တွေရိုဟင်ဂျာနဲ့မြန်မာလူမှုဖွဲ့စည်းရုံးကတောင်းဆိုထားကြောင်းကုလသမဂ္ဂလူ့ခွင့်ဆန်မဟာမင်းကြီးရုံးကသတင်းထုတ်ပြန်နေတယ် ြန်မာနိုင်ငံကနေလူခွင့်ရေးကာကွယ်သူတောင်းကဇနီးပါမှာကျင်းပါတဲ့အကြိမ်60များလူခွင့်ကောင်စီစီဝင်တဲ့နယူးယောက်မြို့ကုလသမဂ္ဂထွေထွေညီလာခံမှာရွေးကြရတဲ့အချိန်နဲ့ပတ်သက်ပြီးတရားမျှတမှုရရှိစေငြိမ်းချမ်းရေးကုန်သိက္ခာနဲ့လူခွင့်ရေးတွေပြန်လည်ရရှိစေအတွက်ကုညီဆောင်ရပြင်နိုင်ငံတကာတိုင်ဝိုင်းတို့တောင်းဆိုခဲ့တယ်။ရွေးကြရေးလှုပ်ရှားနေတဲ့ဘာမီရွေးကြ Organization UK ဥက္ကဋ္ဌဦးထွန်းခင် က တရားမျှတမှုကိုလိုချင်တဲ့ Ranger ဒုက္ခသည်စကန်တွေကိုကျွန်တော်တောင်းလဲတော့ကလွမြောက်လာသူတိုင်းကတရားမျှတမှုကိုလိုချင်တယ်ဆိုတော့ပြောကြတယ်။တရားမျှတမှုတဲ့ရှင်းနှစ်ကြောင်းဆောင်ခဲ့ရပြီးပြီလူမျိုးတော်တပ်ဖြတ်မှုကနေလွမြောက်လာသူတွေအတွက်တရားမျှတမှုရဖို့ကရည်ကြီးတယ်။ဦးထွန်ခင်ကမြန်မာစစ်ကောင်စောင်တွေကိုတရားဥပဒေအရရေးယူရင်အာဂျင်တီးနားတရားရုံးမှာတရားစွဲဆိုထားသူတွေဖြစ်တယ်။ဦးတွန်းခင်ကမြမရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာတရားစီရင်ရန်တရားတွေရဲ့အနှောင့်အယှက်မှုပေါ်ဆိုရင်ကြောင်းထုတ်ပေါ်ပြောကြတယ် ရရှားသမ္မတဗလာဒီမာပူတင်ကိုဖန်ဝရထုတ်ခြင်းကဲ့သို့ကိစ္စရပ်တွေမှာ ICC တရားရုံးကလှင့်မြန်တဲ့ရေယူဆောင်ရွက်မှုလုပ်ခဲ့တော့လဲမြန်အောင်လိုက်ကိုဖန်ဝရထုတ်ရေးပါဝင်မြန်မာနိုင်ငံရေးကိစ္စမှာ ICC တရားရုံးကအနှောင့်အယှက်မှုပေါ်ဥထုံးခင်ကဘေးကွန်ထုတ်ခဲ့တယ်။ကုလသမဂ္ဂလူ့ခွင့်ရေးကြီးကဲ့ဖို့ကထရန်ကမြန်မာရေးနဲ့ပတ်သက်ပြီး ICC တရားရုံးကိုလွှဲပြောင်းပြန်ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုကြေညာတိုက်တွန်းထုတ်ဖော်ပြောဆိုထားတယ်။ ဒီကနေ့မြန်မာနိုင်ငံကပေါ်ရတဲ့ဒုသပြင်းရခိုင်ပြည်နယ်မှာရှယ်ရင်းကြတဲ့တခြားလူနယ်စုတွေအတွက်ကြုံမှုသမျှဆွေးဆောင်ဖြစ်နိုင်တဲ့သမိုင်းတစ်လျှောက်ဆွေးရတဲ့ခြေအနေကြောင့်နေရတယ်။နိုင်ငံတကာတိုက်ဝိုင်းနေတဲ့ရင်းကြတဲ့ငြိမ်းချမ်းရေးနဲ့လွတ်လပ်မှုတောင်းဆိုချက်တွေကိုအယုံဆိုင်စေချင်တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးကြီးကဖော်ကထရန်ကတိုက်တွန်းနေ။ဆက်လက်ပြီးရေဖြူမှာစစ်ကြောင်းထုံမီရှုနယ်စစ်တပ်ကိုတိုက်ခိုက်မှုဇက်သုံးသိမ်းဆောင်ပြီးစစ်သားလောင်းတွေကိုနေအိမ်ထဲထဲကမီရှုဖြောက်ပြက်စစ်တပ်မီရှုမှုကြောင့်စံဖို့အမှတ်ဟောင်းပြူစောတိနိုင်နေအိမ်ပေါ်မှာပြကြ။တနေ့သာရိုင်းပြေပြေမြို့နယ်မှာစစ်ကြောင်းထုံမီရှုနယ်ရဲ့အကြမ်းဖက်မြန်မာစစ်တပ်ကို တိုက်ခိုက်ရမှာ73တေဆုံးပြီးစစ်သားလောင်းနေကိုနေနေတဲ့ကမိရှုပြပြသွားကြတဲ့ဝက်ခိုင်းတပ်ပေါင်းစုတောင်းရှိသူကပြောတယ်။စတေမာ28ရက်နေ့မှာရေပြုံမြွနယ်တွင်ဝင်ရောက်လာအင်အား200ကျော်ပါဂျန်ဘက်စတဲစစ်ကြောင်းကပူကောင်းဆုံးရကိုရရှိလာပြီးရွာသားတွေကိုဖမ်းဆီးခြင်းလူနေအိမ်တွေဖျက်ဆီးခြင်းရွှေငွေနဲ့လက်ဝတ္ထုတွေယူဆောင်ခြင်းလုပ်ဆောင်ခဲ့ကြောင်းသိရတယ်။ထို့သောပုဂ္ဂိုလ်ဆောင်ရာကုံရောက်စီနေပြန်အောင်စတေမလာ၂၀ခွဲနေမှာရင်းစစ်ချောင်းကဝက်ချောင်းရွာမှာတဆင်ကမောင်းချောင်းရွာကိုရောက်ရှိလာပြီးလူနေနဲ့ဈေးဆိုင်တွေကိုပါဖျက်ဆီးဈေးဆိုင်တို့ရှိပစ္စည်းကိုထပ်မံယူဆောင်သွားကြောင်းသိရတယ်။ တိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်က73ဒေဆုံးကဒီကိုက်တန်ရသူတွေအဆိုပါဂျပန်စစ်တပ်စစ်ကြောင်းရဲ့မိရွှေဖြစီမှုကြောင့်နေဆက်လုံးပြကြပြီးဂျန်ဖို့မှအောင်ပြူစော်တီနိုင်ဝင်နေပါဝင်ဂျန်ဖို့မှကန်ရဲ့နေငါလုံးပြကြခဲ့ကြောင်းသိရတယ်။အခုကဖွင့်လင်းရသည်တွေရောက်ပြီးဆိုနေရာတိုင်းမှာတိုက်ပွဲပြင်းထန်လာနိုင်တယ်။နောက်တစ်ချက်ကတဝဲခိုင်နဲ့မလေးချောင်းကနေတိုက်ပွဲမရှိပဲရွာရီတဲကိုကြောင်းမဲ့ပုံကျတိုက်ခိုက်မှုတွေရှိရဲဆိုတော့လေရင်ကိုလက်တိရာဖို့အကြံပြုတိုက်တွန်းနဲ့လေချောင်းနေရှိလာလိမ့်မယ် အဓိကကဒီကောင်းနေချမ်းဖတ်ပြီးပြီရတားပြည်သူရှင်နေရာတွေကိုပဲကျင်းတာဖြစ်လို့မြို့နယ်တိုင်းသတိပြုဖို့လိုတယ်။ဖွင့်လင်းရသည့်ရောက်လာတဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့လိုမယ်။ဒီတိုက်ခိုက်မှုကိုတဝဲကဲတက်ပေါင်းစုရပြုမြို့နယ်အခြေဆိုင်မှာမိပူပေါင်းတပ်ဖွဲ့နဲ့မာမိတ်ပူပေါင်းဘွဲတွေကပူပေါင်းလုံဆောင်ခဲ့ပြတိုက်ပွဲတွင်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကရဲဘော်တောင်မြင့်မြတ်စွာကြာဆောင်ခဲ့ကရဲဘော်တောင်မဆုံးရတဲ့အရှိခဲ့ပါရယ်။ ဆက်လက်ပြီးလွတ်တော်အမတ်လောင်းနဲ့လုံခြုံရေးနဲ့မဲယုံနေကင်းစားရတဲ့ပြည်သူတွေပြည်သူစစ်တင်နဲ့ပါလဖတွေကိုရွေးကောက်ပွဲစံရဲတွေဖြစ်စတဲ့ကတော့ပြုံးပြီဂျပန်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်မဲယုံနဲ့လုံခြုံရေးမှာအမတ်လောင်းနဲ့လုံခြုံရေးအတွက်ပြည်သူတွေပြည်သူစစ်တင်နဲ့ပြည်သူလုံခြုံရေးဘွားတွေကိုရွေးကောက်ပွဲစံရဲတွေဖြစ်စတဲ့ကတော့ပြုံးပြီဖြစ်ကြောင်းပြည်ထောင်ဝင်ကြီးဌာနကပြောတယ်ဂျပန်စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကိစ္စရပ်တွေကိုပြည်ထောင်ဝင်ကြီးဌာနကအဓိကတာဝန်ယူပြီးရဲတပ်ဖွဲ့ကလုံခြုံရေးပိုင်ကိုဦးဆောင်ဖွဲ့ပြတောင်းယူမိဖြစ်ကြောင်းစစ်တပ်ကနေမြေတခုလုံးတိုင်းတာနယ်လုံခြုံရေးကိုတောင်းယူပြီးနိုင်ငံရေးပါတီရဲ့မဲယုံနေတဲ့ကိုယ်စားလှယ်လောင်းတဲ့လုံခြုံရေးအတွက်အသေးစိတ်တာဝန်ယူမှုတွေကိုရဲတပ်ဖွဲ့ကတောင်းယူမိဖြစ်ကြောင်းထို့တို့တာဝန်ယူရမှာမြို့နယ်ရဲတပ်ဖွဲ့ဝင်ရေးအတွက်မှရေကောက်ပွဲတိုင်းတာတစ်ခုလုံးအတွက်ခြုံငုံမမိနိုင်ပဲနေပါလုံးနဲ့အတွက်ပြူစောတီပြည်သူစစ်တွေနဲ့ပြည်သူလုံခြုံရေးဖွဲ့တွေကိုရေကောက်ပွဲရေးတွေဖြစ်အတွင်ပြောင်းသုံးပြင်ပြီးဖြစ်ကြောင်းသိရတယ် ပြည်ထောင်ဝင်ကြီးဌာနကနိုင်ငံရေးပါတီရဲ့မဲဆက်စည်းရုံးနဲ့ကာလလုံခြုံရေးအတွက်ယခုရပိုင်းတွင်နိုင်ငံရေးပါတီကိုတရားဝင်စတင်ဆက်တန်နေပြီးတော့လုံခြုံရေးပြည်ညှိနှိုင်းမှုစတင်စားတော်မူဖြစ်ကြောင်းသိရတယ်။ရဲတပ်ဖွဲ့ကလုံခြုံရေးပြည်ဖြစ်တော်လဲတစ်ဖက်မှာလည်းနိုင်ငံရေးပါတီရဲ့စည်းရုံးမှုတွေကစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့အချိန်နဲ့ညီစောင့်ကြည့်တော်မူဖြစ်ကြောင်းသိရတယ်။ နိုင်ငံရေးပေါ်တီများအနေဖြင့်မက်ဆက်စီအောင်ဟောပြောတင်ပြမှာပြည်သူစုမပြုတ်ခွဲတိုင်းသားစီလုံးညုံမပြုတ်ခွဲနဲ့အကြောက်ကြာအနာတည်တန်းခိုင်မြဲတို့ကိုထိခိုက်စေဟောပြောမှုတွေမပြုတ်လို့ရလုံကျော်ရေးတရားဥပဒေစိုးမိုးနဲ့အေဂျင်တာရဲကိုထိခိုက်စေဟောပြောမှုတွေမပြုတ်လို့ရနာရရှိဖွဲ့စည်းပုံခြေကဥပဒေနဲ့တည်ဆဲဥပဒေကိုလေးစားလိုက်နိုင်မှုမရှိအောင်ပြောမှုတွေမပြုတ်လို့ရနိုင်ငံတော်အကြီးညိုပြည့်စင်တဲ့မော်ကွန်ဒိတ်ကတိပါစင်ဟောပြောမှုတွေမပြုတ်လို့ရတို့ကိုစစ်တမ်းကတားမြစ်တဲ့ ထို့အပြင်စစ်တပ်ဖြူခွဲဖြစ်ပေါ်စဉ်သို့မဟုတ်စစ်တပ်ကောင်တိတ်ကကိုတိုက်ခိုက်စဉ်ဟောပြောခြင်းမပြုလုပ်ရန်လူမျိုးရေးဘာသာရေးနဲ့လူများနဲ့ပတ်သက်ပြီးတော့ပြည်ပကဖြစ်ပေါ်စေနိုင်တဲ့တိုက်ခါနဲ့ကိုကျင့်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုစီရင်လုံဆောင်ခြင်းမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလဲသုံးစားပြုဟောပြောမှုမပြုလုပ်ရန်ပညာသင်ကြားခြင်းကိုတိုက်ခိုက်ပြပြစေရန်တွင်းထုံးလုံဆောင်ဟောပြောမှုတွေမပြုလုပ်ရန်နိုင်ငံဝန်ထမ်းတွေရှင်တို့ရဲ့တာဝန်ကိုကျေပွန်စွာမတန်းဆောင်နိုင်စေသို့မဟုတ်ဆွေရကိုစန့်ကျင်စနာပြစေရန်တွင်းထုံးလုံဆောင်ဟောပြောမှုတွေမပြုလုပ်ရန်တားမြစ်တယ် ချဲလက်ပြီးတော့ရန်ကုန်မြို့လယ်ကောင် Beauty Land Hotel ခန်းမ9နှစ်မှာမြို့သမီးတဲကိုပိုင်ပိုင်ခုတ်တဲ့အသက်ခံရပြီးလူသက်ပြက်ခံမဖင်းမဖမ်းမိတဲ့ရန်ကုန်မြို့လယ်ကောင် Beauty Land Hotel မှာမြို့သမီးတဲကိုပိုင်ပိုင်ခုတ်တဲ့အသက်ပြက်ခံရပြီးတရားခံဖမ်းမမိတဲ့ကြောင့်ဘယ်ဘဲတဲ့မြို့နယ်ရဲ့စကန်ကတည်ရတယ်။ဒီနေ့အောက်တိုဘာလ6ရက်နေ့မနက်9:45မိနစ်ချိန်ဘယ်ဘဲတဲ့မြို့နယ် MS 7ရပ်ကွက်32လမ်းထက် Beauty Land Hotel ကမ်းမန်ကားအနေမှာမြို့သမီးတဲကိုပိုင်ပိုင်ခုတ်တဲ့တပြတ်သွားကြောင်းအမျိုးသမီးရဲ့အပိုင်ပိုင်ဖြစ်နေတဲ့အလောင်းကိုအခန်းပြင်ဘက်လေးပေးဆက်တင်ထားတဲ့စင်ပေါ်မှာအမိုက်အပြာနဲ့ထုတ်ပေါ်တင်သွားခဲ့ကြောင်း လက်ရှိချိန်ဒီတရားခံဖမ်းမပြီးသေးကြောင်းသိရတယ်။လက်တော်သက်ခင်ရတဲ့အမျိုးသမီးရဲ့ကိုရီးယားဇဝင်ကိုလည်းစုံစမ်းနေဆဲဖြစ်ပြီးရင်းမှုတွေ CID ပါဝင်ဖွဲ့ပေါင်းစုပူးပေါင်းစုံစမ်းလျက်ရှိကြောင်းသိရပါတယ်။ဆလဘီကြောင်မမြွနယ်ကိုစစ်တပ်ကထိုးစစ်ဆင်ခဲ့စဉ်ပြည်သူလူထုကိုတပ်ဖြတ်ပြီးအသက်၁၆နှစ်ရမိန်ကလေးကိုပါစစ်သားတွေကဓမ္မပြုကျင့်တပ်ဖြတ်ခဲ့ ချမ်းပြည်နယ်ကြောင်မဲမြို့ကနေ30ကီလိုမီတာခန့်ကွာဝေးတဲ့လဲတဲမှာတင်းချောင်နေရပြည်သူလေးကိုဂျပတ်စစ်တပ်ကတပ်ဖြတ်ပြီးရင်းတို့တပ်ဖြတ်မှုမှာ16နှစ်ရွယ်မိန်းကလေးကိုလည်းအဲ့ဒါမှပြစ်ချက်တပ်ဖြတ်ခဲ့ကြအောင်ရှမ်းလူခွင့်မန်နိုင်တောင်ရှိသူကပြောတယ်စတီမာလော24ရက်နေ့မနက်7:00နာရီခွဲကမှကြောင်မဲမြို့နယ်နာရီခံရွာကနေစကန်တရာဘကုတ်ကင်းလက်လာအင်အားတရာခန့်ရှက်စစ်ကောင်စီတပ်ဖွဲ့တွေကလမ်းပေါ်မှာရွာသားတအုပ်နဲ့တွေ့ဆုံခဲ့ကြောင်းထိုစစ်သားတွေကရွာသားကိုစစ်ဆေးမြေမြန်ရိုက်နှက်ခဲ့ကြောင်းထိုရွာသားထွက်ပြန်ကြိုးပမ်းတဲ့အခါစစ်သားနောက်ကနှိရှိတဲ့လုံကိုလိုက်လက်ဖမ်းဆီးရမှာအသက်30ရွယ်ခန့်ရှိ တန်ကတပားနဲ့တွေ့ဆုံခဲ့ကြ။ဦးစင်းကစစ်သားတွေကိုမြင်ပြီးကြောက်လန့်ကလဲကွင်းတဲကိုပုံအောင်ရထွက်ပြေးအကျိုးစပန်းခဲ့ကြအောင်စစ်သားတွေကဦးစင်းညာဘက်မျက်လုံးကိုထိမှောင်ပြစ်ခတ်တပ်ဖြတ်ပြီးစူပါတပ်ဖြတ်မှုကိုခြွာကောင်းဆောင်တောင်မြင့်မြင့်တွေ့ရှိခဲ့ကြအောင်သိရှိရပါတယ်။တဲအတွင်းဖြစ်ခဲ့ဖြစ်စဉ်တွေအတွက်တိုင်းရဲ့မြင့်မြင့်တပ်တွေမရှိတော့လဲကံဖြစ်စဉ်နဲ့တပ်တွေကံဖြစ်စဉ်ကို စစ်ကောင်စီတပ်သားတွေကတပ်ဖြတ်မှုနဲ့လည်းကြမ်းဖက်မှုတွေတဲ့တောင်းရှိအကိုတိကျစွာနှုတ်ညွှန်ပြနေကြအောင်တပ်ဆက်ချောင်းနေမိန်ကလေးဖြစ်သူမှာတဲထဲမှာကိုလုံးတိနေထားတဲ့နှစ်ဖူးနဲ့ခန္ဓာကိုယ်မှာဒဏ်ရာများစွာနဲ့သူတွေရွှဲကတိတ်ဆုံနေရကိုတွေ့ခဲ့ရကြောင်းသူမရဲ့ဝတ်တွေကိုမြို့ပေါ်ကြောင်းဒီမှာတွေ့ခဲ့ရပြီးစစ်တပ်ယူနီဖောင်းသုံးဆောင်နဲ့လက်နက်ကြိုးမှာသူမရဲ့ခန္ဓာကိုယ်နီးမှာကျင်းခဲ့ကြောင်းသိရတယ်ထိုအချိန်တော်တွင်စစ်ကောင်စီလင်းနေပေါ်မှာပြန်ဝင်နေကြကြအောင်နီးနာရှိရသားရဲ့ပေါ်နေခဲ့ရကြအောင်စတေမာလ25နှစ်မနက်7:00နာရီခွဲကမှရွာသားနေစီမျိုးသားချင်းတွေကထိုနေရာကိုပြန်လာကြပြီးဖုန်းကြီးကြောင့်မှစတင်ကတေဆုံးသူတွေကိုတကြိုခဲ့ကြောင်းသိရပါတယ် ကြောင်မင်းမြို့နယ်အတွင်းစစ်ကောင်စီလေးကြောင်တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုရဲ့ကြောင့်ပြည်သူတွေဒေသုံတိုက်ခိုက်မှုများစွာဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ဆက်အပိတ်ကြားအတွက်ဒူဝင်ကျေးဇူးတင်ရှိပါရှင်။